မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်မှာနိုင်ငံရေးပုံမှန်ဖမ်းဆီးထားတဲ့မဇုံပွင့်လှိုင်ကိုရဲတွေလက်ထဲကနေပြီးတော့ပြစ်ခတ်ကဲထုတ်သွားမှုကနေလွတ်မြောက်သွားသူနဲ့ကဲထုတ်သွားတဲ့သူတွေကိုလက်နက်ခဲယမ်းများနဲ့အတူစစ်ကောင်စီကဖမ်းဆီးရမိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ1ရက်နေ့ည9:00နာရီခွဲအချိန်မှာလှိုင်သာယာမြို့နယ်အရှိပိုင်းရဲစခန်းမှာအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်90ညနဲ့ဖမ်းဆီးခံထားရတဲ့ မဇုံပွင့်လိုင်းဟာအရေးပေါ်နာမကျန်းဖြစ်ပြီးတော့လိုင်းသားရမြို့နယ်ဆေးရုံကိုဒူရဲအုပ်နှစ်ဦးကခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးခေါ်ဆောင်လာတဲ့အချိန်မှာလိုင်းသားရမြို့နယ်စက်မှုဇုံနဲ့မင်းကြီးမဟာမင်းကောင်လမ်းထိပ်အရောက်မှာလူနှစ်ဦးကဒူရဲအုပ်နှစ်ဦးကိုပြက်ခတ်ခဲ့ပြီးတော့ဖမ်းဆီးခံထားရတဲ့မဇုံပွင့်လိုင်းကိုကယ်ထုတ်သွားခဲ့တယ်လို့သိရပါတယ်။မဇုံပွင့်လိုင်းကိုကယ်ထုတ်တဲ့အချိန်မှာပြက်ခတ်ခံရတဲ့ဒူရဲအုပ်တအူးဟာတနက်ဒံရနဲ့တေဆုံးသွားခဲ့ပြီးတော့အမျိုးသမီးဒူရဲအုပ်ကတော့ပခုံးကြီးဖောက်ဝင်ဒံရရရှိသွားတယ်လို့သိရပါတယ်။ ရဲများရဲ့ဖမ်းဆီးမှုကိုခံထားရတဲ့မဇုံပွင့်လှိုင်ဟာတော့လွတ်မြောက်သွားတယ်လို့သိရပါဗျ။ဒီကနေ့မနက်ပိုင်းမှာတန်လျံမြို့နယ်မှာမဇုံပွင့်လှိုင်နဲ့ကဲထုတ်သွားတဲ့သူ၅ဦးကိုလက်နက်ခဲယမ်းများနဲ့အတူပြန်လည်ဖမ်းဆီးရရှိထားကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။အခုလိုမျိုးလွတ်မြောက်သွားသူများကိုပြန်လည်ဖမ်းဆီးရရှိတဲ့သတင်းများကိုစစ်တပ် Lobby Telegram Channel များအားလုံးမှာကြံပြန်နေထဲတင်ပြနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာအိမ်တော်တဲ့ကလေးအဖေကိုတန်းထွန်းအောင်ကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇူလိုင်လ၁ရက်နေ့မနေ့9နာရီ35မိနစ်အချိန်မှာမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်အောင်ချိုင်းရက်ကွက်36လမ်း80 81ကြားရက်ကွက်အုပ်ချုပ်ရေးမှုရုံးနဲ့မျက်နှာချင်းဆိုင်နေအိမ်မှာနေထိုင်တဲ့အသက်29နှစ်အရွယ်ကိုတန်းထွန်းအောင်ခေါ်တာတီးကိုစစ်မှုထမ်းရမဲပေါက်ထားတယ်ဆိုပြီးတော့နေအိမ်ထဲကိုစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါဗါတာတီးမှာမိမနဲ့ကလေးနဲ့ရှိတယ်မနာစောကြီးပဲအိမ်ကိုဝင်စီးပြီးတော့စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီးဝင်ဖမ်းတာစစ်တပ်နဲ့အတူဝင်ဖမ်းတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကဒိုင်းတော်ရက်ကွက်ယာအိမ်မူတိမ့်ထေကံလာရက်ကွက်ဆယ်အိမ်မူဦးစာဦး အပိုင်းနဲ့ရက်ကွက်ရအိမ်မူညွန့်ရီတို့နဲ့အပေါင်းပါတွေဖြစ်ပါတယ်လို့ဖန်းစီခံသူကိုတန်းထွန်းအောင်ရဲ့မိတ်ဆွေကရှင်းပြထားပါတယ်အလားတူပဲဇွန်လ30ရက်နေ့ညပိုင်းမှာအေယာဝတီတိုင်းမုံဘင်မြို့ပေါ်မှာလဲအမတ်ဆက်နဲ့ရက်ကွက်အုပ်ချုပ်ရင်းမူဝင်းတင်ကလူငယ်များကိုနေအိမ်အတွင်းထဲကိုဝင်ရောက်ဖမ်းဆီးပြီးတော့စစ်မှုထမ်းအဖြစ်နဲ့စူဆောင်းလျက်ရှိရာကျမ်းမာရေးမကောင်းတဲ့ကိုတော်စင်ကိုတပ်သားအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်စစ်မှုထမ်းရမယ်ဆိုပြီးတော့မအူဝင်မှာအိမ်တွေထဲအထိလူငယ်တွေကိုဝင်ဖမ်းနေပါတယ်ဖမ်းတာက အမတ်ဆက်နဲ့ရက်ကွက်အုပ်ချုပ်ရေးမှုဝင်းတင်ကဖမ်းနေတာစစ်ဘုတ်ထမ်းချင်းဆိုပြီးတော့လေအိမ်တိုင်းအိမ်တိုင်းကနေပတ်စံတွေကောက်တယ်လူငယ်တွေကိုလည်းအတင်းဝင်ဖမ်းနေတယ် အဲ့ဒီမှာကျမ်းမာရေးမကောင်းတဲ့မောင်တော်စင်ကိုလည်းစစ်မှုထမ်းဖို့ဆိုပြီးတော့သူ့ရဲ့မိသားစုတွေရှေ့မှာပဲရုံးရင်ဆန်ခတ်ထိုးကျိတ်ပြီးတော့ဝင်ဖမ်းသွားတာလို့မအုပ်ပင်မြို့နယ်ကပြည်သူတို့ကပြောပြထားပါဗျ။အကျမ်းမာစစ်ကောင်စီကဇွန်လအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်15အထွတ်နိုင်ငံတော်အလုံးမှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းရန်စင့်ခေါ်ခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းအတင်းကျအဓမ္မခေါ်ဆောင်ခြင်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့ပြည်သူများရဲ့သတင်းပေးပို့ချက်များအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယဝတီတိုင်းပသိမ်မြို့အမှတ်3ရပ်ကွက်မြို့မှာရဲစခန်းဘေးမှာရှိတဲ့ဆိုင်ကမ်းများကိုအကြမ်းမဆက်တကအတင်းအဓမ္မဖယ်ရှားခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ30ရက်နေ့မှာပသိမ်မြို့နယ်ပသိမ်မြို့မဟာဗန္ဓုလလမ်းမကြီးအမှတ်3ရပ်ကွက်မြို့မှာရဲစခန်းဘေးမှာရှိတဲ့ဆိုင်ကန်းစတက်ခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကအတရားတမှဖယ်ရှားခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီဆိုင်ကန်းများကိုဒီကနေ့မနေ့7နိုင်ခွဲအချိန်မှာအကြမ်းဖက်စစ်တပ်က1955ခုနဲ့ အစိုးရအိမ်ဥပဒေနှင်ထုတ်ခြင်းအဥပဒေပုံမှန်၃အရာနိုတစ်စာများကိုအကြမ်းဖက်စစ်သားရဲမိတပ်နဲ့စီပင်များကလိုက်လံပြီးတော့ချိတ်ပိတ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီချိတ်ပိတ်ခံရတဲ့ဆိုင်ကမ်းများထဲမှာစစ်ဘုတအုပ်ရဲ့ဖုန်းဆိုင်လည်းပါဝင်ပြီးတော့အဲ့ဒီဆိုင်ကမ်းမှာချိတ်ပိတ်ခံရတဲ့ထဲမှာပါဝင်နေတယ်လို့သိရပါဗါးဒါအပြင်အကြမ်းဖက်စစ်တပ်ကကိုသိန်းအားကစားခွင့်ဘက်မှာရှိတဲ့ဆိုင်ကမ်းတွေကိုလည်းဖယ်ရှားရမယ်လို့အကြောင်းကြားထားကြောင်းသိရပါဗါး သူတို့ရဲစခန်းတိုက်ခတ်ခံရမှာဆိုလို့မြင်းကွင်းရှင်းတာနဲ့တူတယ်ဆိုင်ကန်းတွေကိုတော့မဖြတ်သေးဘူးစာတွေကိုတော့ဒီနေ့မနက်ပိုင်းမှာလာကပ်ပြီးတော့ချိတ်ပိတ်သွားပြီလို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဒါအပြင်ဒီကနေ့နေ့လယ်တနာရီလောက်မှာလဲကြောက်တိုင်ဘောလုံးကွင်းဘေးမှာရှိတဲ့အကျော်ရန်ဘက်ကဆိုင်ကန်း20ကျော်ရဲ့ပန်းရှင်များကိုလည်းအကြမ်းတ်ဆက်တခန့်အုပ်ချုပ်ရေးမှုများကအစည်းအဝေးခေါ်ယူပြီးတော့တွဲဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းဖြာပုံမြို့နယ်တမန်ကြီးကျေးရွာမှာစစ်မှုထမ်းကိစ္စအစည်းအဝေးခေါ်ယူတဲ့အချိန်မှာမလာရာများတာကြောင့်မိဘဆရာအစည်းအဝေးဆိုပြီးတော့လိန်လဲခေါ်ယူခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်မှုထမ်းကိစ္စနဲ့အစည်းအဝေးခေါ်ရင်လူတွေကမတက်ကြတာများတယ်လေအခုကအဲ့လိုမဟုတ်တော့ဘူးဆရာမတွေကနေတဆင့်ចောင်းသားတွေကိုမှာခိုင်းပြီးចောင်းသားမိဘဆရာအစည်းအဝေးဆိုပြီးတော့လိန်ပြီးခေါ်တာဟိုရောက်မှစစ်မှုထမ်းအတွက်ပတ်စံနေခွဲကြတာလို့တမန်ကြီးရွာကအမျိုးသားတို့ကပြောပြထားပါဗျပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာ စစ်မှုထမ်းအပတ်စဉ်15အတွက်အဲ့ဒီလိုအစည်းအဝေးခေါ်ယူခဲ့တာဖြစ်ပြီးတော့အဲ့ဒီအစည်းအဝေးကနေစစ်မှုထမ်းဖို့အသက်အကျုံးဝင်တဲ့သူတယောက်ရှိတဲ့မိဘဆိုရင်ငွေကျပ်3000နှစ်ယောက်ဆိုရင်ငွေကျပ်8000ထက်ဝင်ရမယ်အကြောင်းကိုပြောလိုက်တယ်လို့ဆိုပါတယ်အင်ဂျီ300ဝန်းကျင်ရှိတယ်အဲ့ဒီတမန်ကြီးကြီးပါမှာစစ်မှုထမ်းအပတ်စဉ်တိုင်းငွေကြီးထက်ဝင်နေကြရတာဖြစ်ပြီးတော့ စစ်မှုထမ်းဖို့အသက်အကျုံးဝင်တဲ့သူတွေမရှိတဲ့မိသားစုတွေကိုပါပတ်စံထဲခိုင်းနေတယ်လို့သိရပါတယ်။တတ်မှတ်ထားတဲ့အသက်အကျုံးဝင်သူမရှိရင်လည်း2000ထည့်ရပါတယ်။အိမ်နိုင်ရာရောက်လာောက်တာမထည့်လို့မရဘူး။မထည့်တာတို့အစည်းအဝေးမတက်တာတို့ဆိုရင်သူတို့ကမှတ်တမ်းယူထားတယ်ဆိုပြီးတော့ချိန်ချောက်တာလို့တမန်ကြီးရွာကတူကပြောပြထားပါတယ်။စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရအမျိုးသားဆိုရင် အသက်16နှစ်ကနေ35နှစ်အထိ အမျိုးသမီးဆိုရင်28နှစ်အထိအရွယ်ရှိတဲ့သူတွေစစ်မှုထမ်းဖို့အကျုံးဝင်တာဖြစ်ပြီးတော့ဆရာဝန်အင်ဂျင်နီယာတို့လိုမျိုးပညာရှင်တွေဆိုရင်တော့အမျိုးသားကအသက်18ကနေ45အထိအမျိုးသမီးက35နှစ်အထိအရွယ်ရှိတဲ့သူတွေဟာစစ်မှုထမ်းရမယ့်အထက်မှာအကျုံးဝင်နေတယ်လို့သိရပါတယ်။ AOD တိုင်းအတွင်းမှာတော့စစ်မှုထမ်းအကြောင်းပြချက်နဲ့အခုလိုငွေကြေးကောက်ခံတာတွေတတိုင်းလုံးအတိုင်းအတာနဲ့ရှိနေတာဖြစ်ပြီးတချို့ဒေသတွေမှာဆိုရင်ငွေကြက်သိမ်းချပြီးတော့ထက်ဝင်ကြရတယ်လို့သိရပါတယ်။အဲ့ဒီတမန်ကြီးကြီးွာကတော့ စစ်မှုထမ်းအပတ်စဉ်၃လောက်အထိသာစစ်မှုထမ်းလိုက်ရမယ်သူတွေကိုမဲနိုင်ရွေးချယ်ခဲ့တာရှိပြီးတော့လက်ရှိအချိန်မှာတော့ငွေကြေးကောက်ခံတာလောက်ပဲရှိတော့တယ်လို့သိရပါဗျ။စစ်မှုထမ်းလိုက်မဲ့သူရှိလို့၃၂၀နဲ့ငှားထားတယ်လို့ပြောတာပဲ။သူတို့ကသူတို့ငှားတယ်လို့ပြောတာကိုတွေလည်းဘာမှမြင်ရတာမဟုတ်ဘူးလို့တမန်ကြီးရွာကတူကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာရှိတဲ့ကျေးရွာ၁၁ရွာကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးနေခြင်းကြောင့်နေအိမ်200နီးပါးဟာမိလောင်ပြကျခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်နေ့ကစတင်ပြီးတော့မင်းလာမြို့နယ်အတွင်းစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကကျေးရွာ၁၁ရွာကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မိရှုဖျက်ဆီးခြင်းကြောင့်ဇွန်လ20ရက်နေ့မှာတောင်ပြက်ရွာတစ်ကနေအိမ်25လုံးဇွန်လ22ရက်နေ့မှာရွေးကုန်းရွာနဲ့ ဥတို့ကျွဲလန်းစုရွာက နေအိမ်ကိုလုံးဇွန်လ23ရက်နေ့မှာဘိုးတထောင်ရွာစားချောင်းရွာစင်အိုင်ချောင်းပေါက်ရွာဂန်းတော်ပင်ရွာနဲ့ငလဆန်းရွာက နေအိမ်60တလုံးတို့မိလောင်ပြချခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဇွန်လ24ရက်နေ့မှာစမ်းပုတ်ရွာကနေအိမ်၅လုံး၊ဇွန်လ25ရက်နေ့မှာခွတ်မရွာကနေအိမ်15လုံးနဲ့ဇွန်လ25ရက်နေ့မှာပဲကျွဲမခိုင်းရွာကနေအိမ်အလုံး40တို့ကိုလည်းထပ်မံပြီးတော့မိရှုဖျက်ဆီးသွားတယ်လို့သိရပါဗါး စစ်ခွေးတွေကဇွန်လ20ရက်နေ့ကနေ24ရက်နေ့အထိမိရှို့သွားတဲ့ဇယင်းတွေပါနေအိမ်တွေကတော့အကုန်ပြာကျသွားပြီပြည်သူတွေကတော့ရှောင်နေရတုံးပဲစစ်ခွေးစစ်ကြောင်းကဒီနေ့ထွက်ပြီးတော့ထွက်လာသေးတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အဲ့ဒီအချက်မဲ့စစ်တပ်စစ်ကြောင်းဟာဒီကနေ့ဇွန်လ2ရက်နေ့မှာဇယင်းမြောင်ရွာနဲ့ရွာပေါက်ရွာတို့ကိုထပ်မံပြီးတော့ဝင်းအောင်စီးနေမိရှို့နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းပါကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ